ဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီးမိခင်မတ်ချယ်ရီကမေးထားတာပါဟုတ်ပြီသမီးနာမည်ကဝိုင်းရအောင်နဲ့သမီးရဲ့နာမည်ကဝိုင်းရအောင်နဲ့ဝိုင်းရအောင်မဝိုင်းရအောင်ပေါ့နော်6နှစ်ဟုတ်ပြီတာလီမျိုးပဲရှမ်းရှိရဟုတ်ဒူးသမီးလေးဖြစ်ပဲနဲ့ပြည်သားဟုတ်တာလီမျိုးလေရှမ်းရှိရပါဆရာဟုတ်ပြီဆရာကြီးရှင်နဲ့သမီးလေးကမွေးကလေးကတဲ့ကြက်တဲ့ယောဂပါလာပါတယ်မဖြစ်တဲ့ယောဂကြက်တာမွေးရပါလားအကြက်ယောဂဟုတ်သူရေးလာ ဝေးတော့သူအငင်းငယ်မှာဘာဆက်တာလဲအကြက်ယောဂါကြက်တာကြက်တာလားကြက်တာလေကြက်တာလားဟုတ်ကဲ့ရှင်ကြက်တယ်လေးကြက်တယ်ဟုတ်ဟုတ်မပြီးတော့ပြင်စရောလာမှာယောဂါစဖြစ်တာအခု6နှစ်အထိမပြောက်သေးပါတဲ့ဆေးလဲရှူနေရပါတယ်တဲ့အဲအဲ့ဒါတော့ဆင်းနဲ့မတွေ့သေးရင်စီမျိုးစုံလုံးအောင်ပါပဲသလားဟုတ်ကဲ့ပါဆရာ။ဟောစားအသက်နဲ့နေဆက်တာဟုတ်။ဟုတ်ကဲ့ပါဆရာ။အဲ့တော့ကောင်းတာကလေးကိုလေ6နှစ်ပေါ့နော်။လမ်းလျှောက်ခိုင်း။ဟုတ်ကဲ့ဆရာ။လမ်းလျှောက်ခိုင်း။သူနဲ့ရွယ်တူခြင်းကို ပြောရှင်ကစားခိုင်းဟုတ်ကဲ့ပါဆရာကြီးချောင်းနေဆိုကြောင်းတက်ပြီဟုတ်ကဲ့ပါဆရာကြီးကြောင်းတက်ဆရာမတွေကိုသွားပြီးအပ်ထားပြီဟုတ်ကဲ့ပါဆရာဆရာမတူကိုအများနည်းတူပြောပြရှင်ကစားတဲ့အားလေးခွင့်လုပ်ပေးပါဆောင်ရွက်ပေးပါဟုတ်ကဲ့ပါဆရာပြန်ကလေးဆိုတာပြစိတ်ပျော်ရင်ဘာဖြစ်လဲကိုနုကိုနုတာပေါ့ဟုတ်ပျော်ထားပါအဲခါရဲအမေဖျက်ချုနားလဲမှုအားနေတော့လေအဲအသက်ကငယ်လေးရှိတယ်ယောဂတွေမွေးထားတာကြာနေတာပဲ အဲ့လိုပြောပါများလာခလေးကသူ့စိတ်ထားမှာသူခံစားလာဟုတ်ကဲ့ပါဆရာကြီးနော်မနှိမ့်မြို့ဘူးပေါ့ဟုတ်ကဲ့ပါဆရာကြီးတမီးရဲ့လိမ္မာလာပြီကျစားအခုကစားရလာပြီကစားသမီးကစားပြီးစားတော့သမီးဟုတ်ကဲ့ပါဆရာကြီးတငယ်ချင်းတက်အောင်နေတော့သမီးဟုတ်ကဲ့ပါဆရာကြီးအဲ့လိုအများနဲ့ဝင်စားအောင်တင်ပေးပါလို့ဆရာကြီးအကြံပေးလိုက်ပါတယ်ဟုတ်ကဲ့ပါဆရာကြီးအကြံယောဂါဆိုတော့ဆရာကြီးအဲ့ဒါတော့ဒီတခြားဘာကျွေးရလဲဆရာကြီးတခြားဘာကျွေးရလဲဟုတ်အကျော်သာဆောင် ဟုတ်ကဲ့ပါဆရာကြီးအကျော်ရှောင်းအခါကြွေဟုတ်ကဲ့ပါဆရာကြီးနှစ်ခုပဲအကျော်ရှောင်းအခါကြွေအခါမှာတော့ဘူကားမကြွေနဲ့လားဆရာအမေပြောတယ်နော်ဘူကားမတည်ဘူးသူတို့ရှိမှာတော့ဆရာကြီးရှမ်းပြည်ဆိုမုံညင်းကားတို့ပါတော့ရတယ်တည်တာဗောမုံညင်းကားဟင်းကြိုလေးတို့တည်တယ်တည်တယ်မို့အဲ့လိုမျိုးလေးပုံမှန်ပေါက်ပြီးသိကောင်းတာဗောသိကောင်းတာဆရာကြီးကျေးဇူးတင်ပါတယ်ဆရာကြီးရှင်ဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသူမီမေခွန်းရှင်ကဒေါ်ဝင်းဝင်းသေးပါဟုတ်ပြီအသက်53နှစ်ပါဆရာကြီး ော်43အရွယ်ကောင်ဟုတ်ကဲ့အထိုင်းမှာရောက်နေပါတယ်ဟုတ်ပြီအိမ်အလုံးလုံးနေပါတယ်ဟုတ်ပြီအိမ်လုံးပဲလုံးပါတယ်ပေါ့နော်ဆရာကြီးရှင်တဲ့တမိမှဖြစ်နေတဲ့ယောဂါကတဲ့ဘိုက်လုံးဝမစားတာပါတဲ့ဟုတ်ပြီနိုင်ကြည့်ပြီးတဲ့ထမင်းစားချိန်ရောက်ပြီးစားမှဆိုပြီးစားနေရပါတယ်တဲ့ဟုတ်ပြီအဲ့ဒီလိုစားနေရတာ၃နှစ်ရှိပါပြီအစာခြေနှုန်းနေတာတဲ့စားရင်လဲစားကောင်းပါတယ်တဲ့ ဟုတ်ပြီစားပြီးဘိုက်တင်းပါတယ်တဲ့ဟုတ်ပြီတနေ့လုံးဘာမှမစားလဲနေလို့ရပါတယ်အဲ့ဒါလည်းမနေသေးဘူးဟုတ်ကဲ့ဆရာကြီးနေလို့ရပဲမနေသေးဘူးဟုတ်ကဲ့ဆရာကြီးနေကြည့်ရင်3ရက်နဲ့9ရက်လောက်တည်းမှာအစာအိမ်မှာလာပြီးအချင်းပေါက်ပါပဲဟုတ်ကဲ့ပါဆရာနာဖြစ်မှာပဲဟုတ်ကဲ့ပါဆရာစားသည်ဖြစ်စီမစားသည်ဖြစ်စီနော်အချိန်နဲ့တော့စားမယ်ဟုတ်ကဲ့ပါတကယ်လို့ကိုယ်စိတ်ထဲမှာအဖတ်မစားခြင်းအပြုတ်ခရီးတော့ပေါ့ဟုတ်ကဲ့ပါဆရာကြီးစံပြုတ်တို့မြူစံပြုတ်တို့ ကြာစံပြုတ်တွေကြီးဥပြုတခုခုတစုံတရာပေါ့ဟုတ်ကဲ့ပါဆရာအဲ့လိုပြုတ်ကလေးတောက်ပါလို့ဆရာအကြံပေးပါမယ်နော်ဟုတ်ကဲ့ပါဆရာဘိုက်အောင်ဘိုက်နာလည်းမရှိပါဘူးတဲ့ကောင်းတယ်ညဘက်တော့အိတ်မပြောပါဘူးတဲ့အဲ့ဒါတော့အတွေးတွေချော်နေတော့အိတ်မပြောဖြစ်မှာပဲနော်ဟုတ်ကဲ့ပါဆရာအဲ့တော့ကိုယ့်ရဲ့မျက်လုံးကိုယ့်ရဲ့နာကိုယ့်ရဲ့ပါးစပ်ကိုစုံမရမယ်နော်ဟုတ်ကဲ့ပါဆရာပါးစပ်ကဘာလောက်တာလဲ စားတာပဲပြောစားတာပေါ့ပြောတယ်ပေါ့ပြောတာညလုံးကမလုပ်လဲကြည်တာပေါ့ကြည်တာပေါ့နော်ဟုတ်ကဲ့နားကမလုပ်တာလဲနားထောင်တာနားထောင်တာနော်ဟုတ်ကဲ့နားမှာအပိတ်ဖွင့်ပါလားမပါဘူးဆရာကြီးသိကြလားညလုံးမှာအပိတ်ဖွင့်ပါလားပါတယ်ဆရာကြီးပါတယ်မျက်ခုံနော်မျက်ခုံပါတယ်အဲ့တော့သူ့စီကဲစီရမယ်ဟုတ်ကဲ့ပါဆရာကြီးနားညလုံးကိုလေအဲ့တော့ဘာစီကဲစီရမှာလို့ရှင်မလူအပ်တဲ့အကြောင်းတွေမလူအပ်တဲ့မြင်ကွင်းတွေ မလူအပ်တဲ့အာယုန်နေဟုတ်ကဲ့ပါဆရာစိတ်ကိုနှုတ်ဆမဲ့စိတ်ကိုပူတော်ရအာယုန်နေဆိုမျက်စိမိတ်ထလိုက်ရတာပဲသမီးဟုတ်ကဲ့ပါဆရာဟုတ်တယ်မလားဟုတ်ကဲ့ပါဆရာနောက်တစ်ခုဖြစ်နိုင်လို့ရှိရင်အဲ့ကိုနဲ့မျက်လုံးကကြည့်တဲ့အကြောင်းတွေထဲမှာအပြာရောင်နဲ့အဝါရောင်နှစ်ခုဦးစားပေးကြည့်ပါသူဟုတ်ကဲ့ပါဆရာမခေါင်းစွတ်တို့ခေါင်းအုံးတို့ခြေနှောင်းတို့မှုရတို့မှုရခင်ပေါ့နော်အဲ့ဒါဘာရောင်နဲ့ဘာရောင်သုံးမလဲအပြာနဲ့အဝါအပြာနဲ့အဝါသုံးပါသုံးကြည့်ပါ လေးတည်းနော်ကိုကိုရဲဝိတဲ့အကြောင်းကိုအဲ့လိုအကြောင်းမျိုးပဲကြိုးစားဝတ်ပါဟုတ်ကဲ့ပါဆရာကြီးနော်အဲ့မပြောတာဆရာကြီးပေါင်လဲရေလောင်းအဲ့လိုကောင်းဆရာကြီးပြောတာဟုတ်တယ်အဲ့ဒါတကယ်ဟုတ်တယ်သူရေဖြစ်ရှင်ညအိတ်ခါကြပေါင်လဲနေရေဒီဘက်ကိုခုနှစ်ခွက်စီတော့လောင်းလိုက်ဟုတ်ကဲ့ဆရာကြီးပြီးရင်ချောင်းတော့လိုက်တော့လိုက်ဟုတ်ကဲ့တုတ်ပြီးရင်အဲ့ဒါလေးကရမဲလိမ့်တာလိုက်ဟုတ်ကဲ့ပါဆရာကြီးကရမဲလိမ့်တာလိုက်ဟုတ်ကဲ့မလိမ့်ခင်မှာအဲ့ဒီကရမဲကို တကောရက်တကောရက်လိုက်ဟုတ်ကဲ့ပါဆရာထင်းချင်းနဲ့တော့မတည်ဘူးအဲ့ခဏခဏပြောတယ်နော်ဟုတ်ကဲ့ပါဆရာဆရာဒါသတိထားပြီအာဟုတ်ကဲ့ထင်းချင်းနဲ့ကရမကအနေရရှိတယ်သူကလေနောက်ပြီးရေးထားတာဘိုက်ပြန်ဆောင်တဲ့ဘလို့ပြုလို့ရမလဲတဲ့အဲ့ဒါတော့သမီးစာအောင်ပြုလို့မှာတဲ့စာဒီဖြစ်စီမစာဒီဖြစ်စီအချိန်လေးနဲ့တိုင်းတာပြီးတော့မှန်မှန်စာလို့ဟုတ်ကဲ့ပါဆရာစာတစ်ခုနဲ့တစ်ခုက၃နာရီချက် ၃နာရီဝင်ကြလောက်ချဲစားဟုတ်ကဲ့ပါဆရာ၃နာရီတခါ၃နာရီတခါ၃နာရီတခါမစားတွေ့စားတယ်ကိုတငငင်းတွေကိုဆိုင်မတွေ့ဘူးကစားတယ်ဒီတငငင်းတွေဒီမှာစားတယ်အဲ့ဒီမှာပဲလူကြီးပဲလူစားရမှာမကောင်းဘူးဟုတ်ကဲ့ပါဆရာနော်အစားတစ်ခွက်တစ်ခုဗနာတော့ချားရမလဲ၃နာရီ၃နာရီ၃နာရီတော့ချားပြီမှာဟုတ်ကဲ့ပါစားတဲ့ခါမှာညံ့ညက်ဝါပါဟုတ်ကဲ့ပါဆရာဖြစ်နိုင်ရင်စားတဲ့ကွာကြည်လွေတဲ့အစာမျိုးစားပါဟုတ်ကဲ့ပါဆရာအကျွတ်ကြော်တို့မိဖုတ်ထားတာတို့ကျင်ထားတာတို့အစာမျိုး ရှောင်စားရင်တမီးရောအသက်တာတော့မှာပါလို့ဟုတ်ကဲ့ပါဆရာရစားလေးရောစားလို့ရပါရပါလေပြီးတော့နော်ဟုတ်ကဲ့ပါဆရာရပါလေကျေးဇူးတင်ပါတယ်ဆရာကြီးရှင်အားလုံးစာဝနာခင်ဘုရားရှင်ကြပါစေဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါတမီးအခုမေခွန်းရှင်ကကိုဟင်းဆိုးပါဟုတ်ပြီရန်ကုန်ကပါဆရာကြီးဟုတ်ပြီကုန်တင်ကုန်ချအလုပ်ကိုလုပ်ပါတယ်ဟုတ်ပြီဆရာကြီးခင်ဗျာတဲ့ညာဘက်ခြေတော့36ပါဆရာကြီး အရွယ်ကောင်းနော်ဟုတ်ကဲ့ဆရာကြီးကုန်တင်ကုန်ချဆိုတော့အလေးပြီးတော့တော့အောင်ပါမယ်နော်ဟုတ်ကဲ့ပါဆရာကြီးဟုတ်ဆရာကြီးခင်ဗျားတဲ့ညာဘက်ခြေတော့ခြေဖနှောက်နာပြီးရောင်းနေတာနှစ်လနီးပါးရှိပါပြီအဲ့ဒါလည်းအမျိုးသားတွေမှာအဲ့ခြေဖနှောက်နဲ့ဒူပါတိတ်တော့ကပြေတယ်သလားဟုတ်ကဲ့ပါဆရာကြီးဘာလို့အလေးပြီးမာတာဟုတ်ကဲ့ပါဆရာကြီးဒီတော့အားဆိုင်ရတာဟုတ်ကဲ့ပါဆရာကြီးတခါကျပစ္စည်းတစ်ခုထမ်းသွားတယ်ညာဘက်ဘခုမှထမ်းရင်အဲ့ညာဘက်ခြေဖနှောက်ကတန်ပြီတာတန်ပြီတာပေါ့ဟုတ်ကဲ့ပါဆရာအဲ့ဒါမျိုးကြလို့ရှိရင်ကိုက အသက်ငယ်ငယ်မှာတော့သူတို့အားစိတ်ခွန်လိုက်လို့အသက်ကြီးလာတဲ့ခါမှာစင်ညင်ပါလို့ဟုတ်ကဲ့ပါဆရာဝန်နဲ့အားလေးနဲ့မျှဆိုစကလုံးလို့လေနိုင်တော့တော့လုပ်ပါမလို့ဝဲလည်းမနေပါနဲ့ဟုတ်ကဲ့ပါဆရာနောက်အဲရေချိုးတိုင်းရေချိုးတိုင်းခြေဘွားကိုရေဆူစားနဲ့ပုတ်ပါဟုတ်ကဲ့ပါဆရာကြီးကန့်လန့်မဖို့ပြပါစေနဲ့အလျားလိုက်ပုတ်ပါဟုတ်ကဲ့ပါဆရာကြီးအကြာကြီးလည်းမဖို့ပြပါစေနဲ့မိမိ10မိနစ်အချိန်90လောက်ပဲပုတ်ပြပါစေဟုတ်ကဲ့ပါဆရာကြီး ။ဟောဖနက်ကလည်းကြမ်းမိုက်ဘူးပါတယ်ဖနက်ကိုစီးပါ။ဟုတ်ကဲ့ပါဆရာ။ကိုယ်မကူခုနကကြောက်စစ်လေးလေးတွေကိုခင်းထားတဲ့အခင်းလေးပေါ်လေရေချိုးကနေလိုက်လေးကြံလေးလုပ်ကြတာ။ရေချိုးမယ်ဆိုရင်ဒီယောဂစေကူတာလောက်ကိုအကျိုးရှိပါတယ်လို့။ဟုတ်ကဲ့ပါဆရာ။ကျေးဇူးတင်ပါတယ်ဆရာကြီး။ဟုတ်ပြီဗျာ။နာတော်တာဆင်ကြတဲ့သူတွေအားလုံးလည်းဆရာကြီးပြဝေးလိုက်ပါတယ်။ဟုတ်ကဲ့ပါဆရာ။ဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီးမိခွန်ရှင်ကကိုမင်းအေးချမ်းပါ ိုမင်းအေးချမ်းဟုတ်ကဲ့အသက်22နှစ်ပါဆရာကြီးလူငယ်လေးပဲမကွေးရပါဆရာကြီးဟုတ်ပြီပူတဲ့ဒေသအလုံးမလုံသေးပါဘူးတဲ့ဟုတ်ပြီဆရာကြီးခင်ဗျားတဲ့ကျွန်တော်မှရှာကွဲပြီးအသီးလေးတွေဖြစ်နေပါတယ်တဲ့ရှာကွဲတယ်ဟောအသီးလေးတွေဖြစ်နေတယ်ရှာမှာအသီးလေးတွေပေါ့နော်ဟုတ်ရှာကတစ်နှစ်လုံးကွဲတာပါတဲ့ဟုတ်ပြီအသီးလေးတွေကလည်းငငယ်ကလေးတွေကဖြစ်နေတာပါတဲ့ဟုတ်ပြီဟောသူဘလို့အဲ့ဒါတကယ်တမ်းကြတာလေဟုတ်ကဲ့ဆရာကြီးရှာတို့မျက်လုံးတို့အဖိုးတန်တယ် ုတ်ကဲ့ဆရာကြီးနော်အပူများတာသိကြတယ်ဟုတ်ကဲ့ပါဆရာကြီးအပူကန်နေတာသိကြတယ်နော်အပူအောင်းနေတာသိကြတယ်သိကြတယ်ဟုတ်ကဲ့ဆရာကြီးအဲ့ဒီအပူကဗိုက်ထုလူရောက်လာတာသူစားလာတာလားသူစားထားတာပါဆရာကြီးဒါပေါ့ဟုတ်ကဲ့တာကိုင်ကိုင်ရှင်းမေးတဲ့တာကိုဆေးရအကြံပေးခြင်းနဲ့ဒါစားသမျှအစာကြီးတွေမှာရှေ့ကစားရတဲ့အစာတွေစဉ်းစားကြည့်အဲ့ဒီအပူစားတွေကိုမှန်သမျှရက်လိုက်ပါဟုတ်ကဲ့ပါဆရာအပူစားနေရာမှာအေးစာကိုတွေ့စားပါ ဟုတ်ကဲ့ပါဘလို့အစားလေးဆရာကြီးရေပြောရင်အများကြီးမှဆရာမလို့ပါဘူးဒါဒိန်ချင်လေးတော့ပါဟုတ်ကဲ့ပါဆရာကြီးရေခဲမပါတရားနဲ့နော်မကြီးကျော်ကြီးလေးတော့ပါထညက်နဲ့ပါထညက်နဲ့ပဲဟုတ်ဒိန်ချင်လေးပဲထညက်နဲ့ပဲဟုတ်ကဲ့ပါမကြီးကျော်ထညက်နဲ့တော့ပါဟုတ်ကဲ့ပါဆရာကြီးနောက်ကိုအရကိုဒီသားမှာမြန်မာနိုင်ငံအနှံ့ပြမှာမဲစီကြီးနဲ့ဂွေတော့ကပေါ်တယ်လေဟုတ်ကဲ့ပါဆရာကြီးနောက်တချို့များဆိုအိမ်မှာစိုက်တောင်ထားကြတယ်ဟုတ်ကဲ့ပါဆရာကြီးဒါဆိုဂွေတော့ရဲ့ကြည်ယူနဲ့ပြုတ်သွားရင် အရေဂျိုးတော်ကြာလေးပြီအပူငိမ့်တာဗောနော်ဟုတ်ကဲ့ပါဆရာအဲ့လိုမဲဇလီဂွေတော့မဲဇလီဘူးမဲဇလီရွက်ဂွေတော့ရွက်ကိုနှင်းကျူလေးချက်တော့ပါပြုတ်တူပါတုတ်စားပါအဲ့လိုစားကြအဖြစ်ကိုစီကဲ့သို့အားကိုးရပါတယ်လို့ဆရာအကြံပေးလိုက်ပါတယ်ဗျာဟုတ်ကဲ့ပါဆရာနောက်ရှာကိုလိမ့်ရအောင်လားဆရာအရှာတော့လိမ့်တာတဲ့ငိုရမှာတူဟုတ်ကဲ့ပါဆရာနော်ခုနပြောတဲ့မဲဇလီရွက်ပူနေတဲ့အချိန်မှာဟုတ် မကြီးရီကိုအရင်ကုန်ရမယ်။အော်ဟုတ်ကဲ့ဆရာကြီး။မကြီးရီမကြီးရီ။ဟုတ်။မကြီးတဲ့ထင်းချက်မပါဘူး။ဟုတ်ကဲ့ပါဆရာကြီး။မကြီးသေးရဲ့ရေဖြဲကြဲကြဲလေး။ကြဲကြဲလေးဖြော်ဟုတ်။လုံမဲ။ဟုတ်ကဲ့ပါဆရာကြီး။ထွေးထုတ်မဲငိုမဲထွေးထုတ်မဲ။ဟုတ်။၃ရက်။ဟုတ်ကဲ့ပါဆရာကြီး။တစ်ချိန်နဲ့တစ်ချိန်နှစ်နာရီလောက်ကြာ။ဟုတ်ကဲ့ပါ။ပြီးရင်နောက်၃ရက်ကြာရင်เมซลีเย่ဟုတ်ကဲ့ပါဆရာ။နောက်သွေးကြိုက်ဂွေးတော့ရဲ့။အော်ဟုတ်ကဲ့ဆရာ။မကြီးเมซลีဂွေးတော့ဂွေးတော့တနေ့ဘယ်နှကြိမ်လောက်လဲ။အဲဒီနှစ်နာရီတခါလောက်ပေါ့။ ဟုတ်ကဲ့ဟုတ်ကဲ့အဲ့တော့ကိုယ့်ရဲ့ပေါ့နော်ဟုတ်ကဲ့ပါကိုယ့်ရဲ့တော့လို့ဒီယောဂါပျောက်တော့ဖြစ်သွားမှာပါလို့ဟုတ်ကဲ့ပါဆရာကြီးအပူငိမ့်တော့ပါတော့တမီးရေဟုတ်ကဲ့ပါဆရာကြီးကျေးဇူးတင်ပါတယ်ဆရာကြီးရှင်ဟုတ်ပြီအားလုံးစာဝနာခင်ပြရရှင်ကြပါစီဗျာဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါတမီးအခုမေကွန်းရှင်ကဥဆိုးဦးပါဟုတ်ပြီအသက်40ပါဆရာကြီးဟုတ်ပါပြီလာအိုမှာရောက်နေပါတယ်ဥဆိုးဦးเนาะဟုတ်ကဲ့စောက်လို့ရေးတဲ့လက်သမားပယံပေါ့เนาะ ဟုတ်ပြီစောက်လို့ရေးလုပ်ငန်းလက်သမားပယံအလုပ်ပါလာအိုးမှာပေါ့နော်ဆရာကြီး तू ကတော့တော်တော်လေးပဲဆရာကြီးဆရာကြီးခင်ဗျားတဲ့ကျွန်တော်လက်တောင်စစ်ကြိုက်နေလို့ပါတဲ့ဟုတ်ပြီအဲ့ဒါတော့အလေးပြမတဲ့ခါဒီမှာလေဟုတ်ကဲ့ပါဆရာကြီးမနိုင်မနဲ့မမပါနဲ့ဟုတ်ကဲ့ပါဆရာကြီးတော့အဲ့တောင်စစ်နဲ့ထောက်ပြီးတော့အားစိုက်လို့ရတဲ့အလုပ်တွေရှိမယ်လေဟုတ်ကဲ့ပါဆရာကြီးအဲ့ဒါမျိုးစင်ကြင်ပါဟုတ်ကဲ့ပါဆရာကြီးအဲ့ဖြစ်တဲ့နေရာလေးကိုစီးအပူမလိမ့်ပါနဲ့ဟုတ်ကဲ့ပါဆရာကြီးနော်ကိုတိုင်ရင်စီးပညာရ အကောင်းဆုံးတော့ကရမက်ပေါ့ဟုတ်ကဲ့ပါဆရာကရမက်မြတ်တရခါပေါ့ဟုတ်ကဲ့ပါဆရာအဲ့ဒီတရခါကရမက်လေးလိမ့်ပေးကြဖြင့်ဒီကတက်တောင်တက်တာလေးတက်တာတော့ပါလိမ့်မယ်လို့ဟုတ်ကဲ့ပါဆရာမရှိရင်ရေရောရေပတ်ဘာမှမရှိဘူးဆိုရင်ရေယူတ िश ူးလေးနဲ့ဝတ်တ िश ူးပေါ့နော်ဝတ်တ िश ူးပတ်ထားလိုက်ရတာပေါ့ဟာအုပ်ထားလိုက်တာပေါ့သူဟုတ်ကဲ့ပါဆရာကြီးဒါမဲ့သူတောက်လျှောက်ရုံမအောင်နဲ့နော်ဟုတ်ကဲ့ခွာလိုက်ခွာလိုက်ဟာတနားကြီးလောက်ချထားလိုက်ပြတ်အောင်လဲအဲ့လိုရင်ကို၃ရက်လောက်ဆိုရင် ါပျောက်သွားတာပဲအပူငြိမ်းသွားတာပါပဲဟုတ်ကဲ့ပါဆရာကြီးကျေးဇူးတင်ပါတယ်ဆရာကြီးရှင်အားလုံးစာဝနာကင်းဘုရားရှင်းပါစေဗျာ